ြားသခင်ဤကောင်းကြီးမင်္ဂလာအဖြတ်ဖြားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏ရှေ့ရက်12လ2025တနင်္လာနေ့နေ့စဉ်တဝင်းစာဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ကြိုတင်သတ်မှတ်ထားသောခေါ်ယူထားသောဖြောင့်မတ်ပြီးဘုံထင်ရှားသောသူဖြစ်သည် ထို့သို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏ခေါ်တော်မူသောသူတို့ကိုလည်းဖြောင့်မတ်ရာ၌တည်စေတော်မူ၏ထို့သို့တည်စေတော်မူသော သူတို့ကိုလည်းချီးမြှောက်တော်မူ၏ယောမအခန်းကြီး၈ငယ်30ကျွန်ုပ်တို့ယခုလေးတင်ဖတ်လိုက်ရသည့်အရာကိုတတိပြုမိစေခြင်းပါသည်ကျွန်ုပ်တို့သည်ကြိုတင်ခွဲခန့်မှတ်သားထားတော်သူခေါ်ယူထားတော်မူသောသူ ဖြောင်းမတ်ပြီးဘုံထင်ရှားစေတော်သူ ဖြစ်ပါသည်ကြိုတင်ခွဲခန့်မှတ်သားခြင်းဆိုသည်မှာအဘယ်နည်းခရစ်တော်၌ကြိုတင်ခွဲခန့်မှတ်သားထားတော်သူများကမြည်သူနည်းကြိုတင်ခွဲခန့်မှတ်သားခြင်းသည်အေဝံဂေလိတရားအဖြစ်လှူဆောင်ခြင်းခံရပါသည်ဆိုလိုသည်မှာဧဝံဂေလိတရားကိုကြားနာသူတိုင်းသည် ထိုတည်င်းစကားကိုကြားနာရန်ကြိုတင်သတ်မှတ်ခြင်း ခံရပါသည်ခေါ်ယူခြင်းသည်ဧဝံဂေလိတရားတွင်ပါရှိသည်ခေါ်ဆိုမှုကိုလက်ခံပါကသင်အောင်မြင်ပါသည်အကြောင်းမှာရှင်းမစွာကတဲ့ကတတ်မှတ်ထားသောသူများကိုလည်းကိုတော်သည်ခေါ်ယူတော်မူသောကြောင့်ဟုမိန့်တော်မူပါသည်ထို့အတွက်ကြောင့်လူတိုင်းတရားတိုင်းအားဧဝံဂေလိတရားကိုဟောကြားရန်ကျွန်ုပ်တို့အားကိုတော် မိန့်တော်မူထားခြင်းဖြစ်ပြီးယုံကြည်နှစ်ချင်းခံတော်သူမြည်သူမဆူကဲ့တင်ခြင်းတို့ရောက်ပြီးမယုံကြည်တော်သူမူကအပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟုမိန့်တော်မူ၏ရှမကုအခန်းကြီး16အငယ်15မှ16တို့တော့ယောမအခန်းကြီး7အငယ်1တွင်တမန်ကျမ်းစာကထို့ကြောင့်ယေရှုခရစ်၌ရှိတော်သူတို့အားပြစ်တင်ရှုတ်ချခြင်းသို့မဟုတ် ြစ်တင်စီရင်ခြင်းမခံရပါဟုမိတ်ဆွေထားပါသည်ထို့အကြောင်းအရာတွင် သူတို့သည်ဖြောင့်မတ်ရာသို့ရောက်ရှိပြီးသောကြောင့်ဖြစ်ပါသည်ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်လျင်ငါတို့သခင်ယေရှုအားဖြင့်ဖျားသခင်ရှိတော်၌ငြိမ်သက်ခြင်းကိုခံစားရကြ၏ယောမအခန်းကြီး9အငယ်1ဖြောင့်မတ်ရာသို့ရောက်လျင်ဆိုသည်မှာအပေနီ ထိုအရာသည်အပြစ်မရှိကြောင်းကြင်ညာခြင်းတရက်သည်လွတ်ခြင်းဖြစ်ပါသည်ထို့ကြောင့်သခင်ယေရှု၏နာမတော်၌နှင့်ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဘုရားသခင်ရှိတော်၌သင်တို့သည်စေကြောခြင်းတန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းခံရကြပြီတစ်ကောရိန္သုအခန်းကြီး6အငယ်7ဧဝံဂေလိအားဖြင့်ခရစ်တော်ယေရှု၌ တင်သည်ရှေးမဆွကတဲ့ကကြိုတင်တတ်မှတ်ခြင်းခေါ်ယူထားခြင်းနှင့်ဖြောင့်မတ်ခြင်းကိုခံရကြပြီသို့တော့နောက်ထပ်ပို၍ရှိပါသည်တည်တင်သည်ချီးမြှောက်ခြင်းလဲခံရပါသည်ဖြောင့်မတ်ရာ၌တည်စေတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏ဟာလေလုယာတင်ဤအသက်တာသည်ဖယားပဂတိဘုံအတယေတော်၌ အနှင်းချင်းခံထားရပြီးစင်မြန်းဝတ်ဆင်ချင်းခံထားရသည်သခင်ယေရှုကရှင်ယောဟန်အခန်းကြီး7အငယ်23တွင်ကိုရောတီအကျွန်ုပ်အားပေးတော်မူသောဘုံအတရေကိုအကျွန်ုပ်သည်သူတို့အားပေးပါပြီဟုမိတ်ဆွေထားပါသည်ကျမ်းစာကငါတို့သည်ကိုရောနိတုဤလောက၌ဖြစ်ကြ၏ဟုမိတ်ဆွေထားသည်ကို မအံ့ဩပါနှင့်တေယော အခန်းကြီး၄အငယ်၁၇တခင်ယေရှုကဲ့သို့ပင်တင်သည်ခမည်းတော်ဤဘုံအတရေတော်ကိုထင်ရှားစေသူဖြစ်လာပါသည်ထို့ကြောင့်ဤအချက်ကိုတည်လျက်နှင့်တင်ပေါ်ဝ၌အဘဲကြောင့်နောက်တနေ့တွင်ဖြားနာရမည်နီစင်ရခြင်းအာနေခြင်းသို့မဟုတ်မတိနားမလဲခြင်းတို့ကိုညှင်းဆန်ပယ်ရှားပါမကြခဏ ငါသည်ဘုံထင်ရှားသောသူဖြစ်သည် ထို့ကြောင့်ငါကို၌ဖြာနာခြင်းသို့မဟုတ် အနာရောဂါတို့ကို ခွင့်ပြုမည်မဟုတ်ပါ ခရစ်တော်သည်ငါ၌ဘုံထင်ရှားတော်မူ၏ခရစ်တော်ကိုခန့်ညားစေပါသည်ဟု ပြောပါ ဟာလေလုယာဤအရာသည်တင်ဤတိကျွမ်းခြင်းဖြစ်ရပေမည်တင်သည် ရှေးမဆွကတဲ့ကခွဲခန့်မှတ်သားထားတော်သူ ခေါ်ယူထားတော်သူဖြောင့်မတ်တော်သူနှင့်ဘုံအတရေထင်ရှားစေတော်သူဖြစ်ပါသည်ဖျားခင်ဘုံကြည်တော်မူစေတည်းတည်းထ၍လေလာရန်ကြံပိုင်အဖက်အခန်းကြီး1အငယ်7မိမိစေတနာဤအလိုတော်တို့လိုက်၍အလုံးစုံတို့ကိုစီရင်ပြုပြင်တော်မူတတ်တော်သူဤကြံစီခြင်းရှိသည့်အတိုင်းရှေးမစွက်က ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီငါတို့သည်ထိုခရစ်တော်အားဖြင့်အမွေခံဖြစ်ကြ၏နှစ်တိအခန်းကြီး1အငယ်9ဖျားသခင်သည်ငါတို့ကျင့်သောအကျင့်ကိုထောက်တော်မမူရှေးကကာလမရောက်မီယေရှုခရစ်အားဖြင့်ငါတို့အဖို့ကိုတော်တိုင်ကြံစီတော်မူသောဂျေစုတော်နှင့်အညီငါတို့ကိုကယ်တင်၍တန့်ရှင်းသောအရာ၌ခေါ်သွင်းတော်မူ၏ ယောမအခန်းကြီး၈အငယ်30ထို့တို့ခွဲခန့်မှတ်သားနှင့်တော်သူတို့ကိုခေါ်တော်မူ၏ခေါ်တော်မူသောသူတို့ကိုလည်းဖြောက်မတ်ရာ၌တည်စီတော်မူ၏ထို့တို့တည်စီတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏စွတ်တောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ဖြောက်မတ်သောအဖာကျွန်ုပ်၏အသက်တာ၌ ကိုတော်ဤသာဝရရည်ရွယ်ချက်ဤအလင်းဖွင့်ပြခြင်းအတွက်ကိုတော်ကိုယေရှုတင်မဤရှိမဆွကတဲ့ကခွဲခန့်မှတ်သားထားခြင်းခေါ်ယူထားခြင်းဖြောင့်မတ်ခြင်းနဲ့ဘုံအတရေထင်ရှားခြင်းတို့ဖြစ်သည် ကျွန်ုပ်အားခေါ်ယူထားခြင်းဤအလင်းထဲတွင်ကျွန်ုပ်ရှောက်လန်းနေပါ၏ကိုရောအထင်းသာရှိသောကျွန်ုပ်ဤပန်းတုံးတိုင်အားဤကပါကြီးရှိမြည်သည့်အရာကားမြစိတ်မပြတ်စေနိုင်သည်ကိုတိတ်ကြွနှင့်ကျွန်ုပ်သည် ယုံကြည်စိတ်ချစွာနှင့်ရဲရင်စွာရှင်တန်နေပါသည်ကျွန်ုပ်သည်ကြိုတင်ခွဲခန့်မှတ်သားထားသောလမ်းခရီးများထဲတွင်ရှောက်လန်းနေပြီဖယားပဂတိအထူးကောင်းမွန်ခြင်း၌လောက်ဆောင်ရရှိကကိုရောဤဆုံးလင်းသောလူတော်ကို နေ့စဉ်နေ့တိုင်းပြည့်ပြည့်စုံစီပါသည်တခင်ယေရှုနာမတော်မြတ်၌အာမင်တနစ်တာစံစာဖတ်ခြင်းအစီအစဉ်ကြာရကျမ်းအခန်းကြီး1ဒံယီလအခန်းကြီး7မှ12ကိုဖတ်ရှုဆင့်ကျင်နှလုံးသွင်းကြပါစို့နှစ်နှစ်တာစံစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး7အငယ်28မှ40 600 အခန်းကြီး7ခွန်မှ78ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့